အားလုံးပဲမင်္ဂလာပါခင်ဗျာရေရှည်ဖောက်တဲ့ဆက်ဆံရေးတိဆောက်ခြင်းမဟာဗျူဟာနဲ့နီးဗျူဟာများအကြောင်းကျွန်တော်ပြောပြပေးသွားမှာပဲခင်ဗျာမင်္ဂလာပါခင်ဗျာစီးပွားရေးလုံကမှာဖောက်တဲ့ကဘယင်ဆိုတဲ့စကားရှိပါတယ်ဒါပေမဲ့ဒီနေ့ခင်မာတော့ဖောက်တဲ့ကမိတ်ဆွေလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ရေရှည်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေဟာဖောက်တဲ့တွေကိုတခါတည်းရောင်းချရုံနဲ့မကျေနပ်ကြတော့ပါဘူး သူတို့နဲ့ရေရှည်တည်တက်တဲ့အပြန်အလှန်ကြိုးရှိတဲ့မိတ်ဆွေဆက်ဆံရေးမျိုးကိုတည်ဆောက်ကြပါတယ်။ဒီနေ့မှကျွန်တော်ရဲ့အစီအစဉ်မှာတော့အဲ့လိုမိတ်ဆွေဆက်ဆံရေးကိုဘယ်လိုတည်ဆောက်ရမလဲ၊ဘယ်လိုကြိုးကျစုတွေရနိုင်မလဲ၊ဘယ်လိုခက်ခဲတွေကိုကျော်လွှားရမလဲဆိုတာကိုဆွေးနွေးပေးတော့မှာဖြစ်ပါတယ်။မိတ်ဆွေရဲ့လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ marketing ပညာရှင်ပဲဖြစ်ဖြစ်၊ဖောက်သွယ်ဝန်ဆောင်မှုပေးနေသူပဲဖြစ်ဖြစ်ဒီအစီအစဉ်ကမိတ်ဆွေအတွက်ပိုးတန်တဲ့အသိပညာတွေပေးဆွဲနိုင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။ရေရှည်ဖောက်သွယ်ဆက်ဆံရေးဆိုတာရိုးရိုးလေးအရောင်းဝယ်လုပ်တာထက်အများကြီးပိုပါတယ်။စဉ်းစားကြည့်ပါ။ သင်ဟာမကြာခဏအသွားနေကြတဲ့ဖေးဆိုင်တဆိုင်တစ်ခုရှိတယ်ဆိုပါစို့ဆိုင်ရှင်ကတင့်နာမည်ကိုမှတ်မိတယ်သင်ပါကြိုက်တဲ့လည်းသိတယ်သင်မမာခင်တဲကတင့်အတွက်ရည်နေချက်တစ်ခက်ဆင်သင့်ပြင်မိထားတယ်ပြီးတော့တင့်ရဲ့စီးပွားရေးအကြောင်းတွေမိသားစုအကြောင်းတွေကိုမေးမြန်းတတ်ပါသေးတယ်အဲ့လိုခန်းစားချက်တွေကမိတ်ဆွေကိုပို့ပြီးတက်တောက်တက်တာဖြစ်စေတယ်အဲအဲ့ဒီဆိုင်ကိုပို့ပြီးသွားခြင်းစိတ်ဖြစ်စေတယ်ဟုတ်လားဒါဟာရေရှည်ဖောက်တဲ့ဆက်ဆံရေးရဲ့နှစ်သာရပါပဲဒါဟာရွရွအယောင်းဝယ်မဟုတ်တော့ပါဘူး လူသားချင်းစာနာမှုနားလည်မှုယုံကြည်မှုတွေနဲ့တိစောက်ထားတဲ့ဆက်ဆံရေးမျိုးပါအဲယုံကြည်မှုယုံကြည်မှုဆိုတာဖောက်တဲ့တွေကကိုယ့်ရဲ့ကိုယ်ပစ္စည်းတို့မဟုတ်ဝန်ဆောင်မှုတွေရဲ့အရေးတွေကိုယ့်ရဲ့ကတိစကားကိုယ့်ရဲ့လုပ်ငန်းချင်းဝတ်တွေကိုယုံကြည်စိတ်ချတာကိုဆိုလိုတာပါမြန်မာစီးပွားရေးလောကမှာယုံကြည်မှုကအလုပ်ကိုရေးချီလာပါတယ်ပစက်စကား word of the mouth အာအရန်ဩစာအနာကြီးတဲ့အတွက်တယောက်ကခုလုပ်ငန်းကိုမယုံကြည်ဘူးဆိုရင်အဲ့ဒီတည်င်းဟာမြင်မြန်ဆန်းဆန်းပဲပြန့်နှံ့သွားနိုင်ပါတယ် ဒါကြောင့်ယုံကြည်မှုဟာအချင်းယူတည်ဆောက်ရတာဖြစ်ပြီးတစ်ခါပြည့်စည်သွားရင်ပြည့်လည်တည်ဆောက်ရဖို့အလွတ်အလွန်ခက်ခဲလာပါတယ်။ရွှေဆိုင်နေမှာဆိုရင်နှစ်ပေါင်းများစွာနာမည်ကောင်းတဲ့ရက်တီလာတဲ့ဆိုင်တွေကိုလူတွေကပို့ပြီးတော့ယုံကြည်ကြပါတယ်။ဥပမာရွှေနဂါတို့အော်တမာဒီတို့လိုဆိုင်မျိုးတွေပေါ့။ဘာလို့လဲဆိုတော့သူတို့ကရွှေရည်သွေးအာမခံတဲ့ဈေးနှုန်းမှန်ကန်တဲ့ဖောက်တဲ့တွေကိုလိမ်နေမှုမရှိဘူးဆိုတော့နာမည်ကောင်းတွေကိုထိသိမ်းထားနိုင်လို့ပါပဲ။ဒီလိုဆိုင်တွေဟာဖောက်တဲ့တွေရဲ့ယုံကြည်မှုကိုရရှိထားတဲ့အတွက်ရရှိမှအောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။ mutual benefit အဲနှစ်ဦးနှစ်ပတ်အကျိုးရှိတဲ့ဆက်ဆံရေးဆိုတာဖောက်သည်တွေကသူတို့လိုအပ်တာတွေရှိတယ်လို့ခုလုပ်ငန်းကလည်းရေရှိတည်တဲ့ဖောက်သည်တွေကိုရရှိတာကိုဆိုလိုပါတယ်ဒါဟာဈေးညုံချူတာယုံနဲ့မလို့တော့ပါဘူးဖောက်တယ်တွေကတံမိုးတစ်ခုခုရရှိနေတယ်လို့ခန်းစားရဖို့လည်းလိုအပ်ပါတယ်အဲ့ဒီတံမိုးဆိုတာငွေကြေးပိုင်းဆိုင်ရာအကျိုးအမြတ်တစ်ခုပဲမဟုတ်ပဲအချိန်ကိုတတ်တာကစိတ်ချမ်းမှုရတာအတိမတ်ပြုခံရတာစားတဲ့အရာတွေပဲဖြစ်ပါတယ် ဥပမာမြန်မာနိုင်ငံမှာဆိုရင် mobile mobile operator တွေဖြစ်ခဲ့တဲ့ MPD, Ooredoo, Telenor တို့ဟာတော့ဘက်လုံရင် bonus တွေပေးတာ data package တွေကိုဈေးနှုန်းအမျိုးအစားမျိုးမျိုးနဲ့ရောင်းချပေးတာတွေအပြန်နဲ့အကျိုးရှိစေတဲ့ဆက်ဆံရေးကိုတည်ဆောက်တာပါပဲ။ဖောက်သည်တွေကအပိုဆောင်အကျိုးခွင့်တွေရရှိတယ်လို့ operator ဘက်ကလည်းဖောက်သည်တွေကိုဆက်လက်ဒိန်းနေထားနိုင်ပါတယ်။ဥပမာ MPD က share ပြောအစီအစဉ် Ooredoo က supernet အစီအစဉ်တွေဟာဖောက်သည်တွေကိုအကျိုးခံစားခွင့်တွေပေးပြီးသူတို့ရဲ့ loyalty ကို ရယူထားတာဖြစ်ပါတယ် communication ဆက်သွယ်ရေးအာပုံမှန်ဆက်သွယ်မှုရရှိဖို့ဆိုတာဖောက်တဲ့တွေရဲ့လူဝဲချက်တွေကိုနားထောင်ဖို့တုံ့ပြန်ဖို့အသစ်သစ်တွေကို သိပေးဖို့သူတို့ရဲ့အကြံပြုချက်တွေကိုတမိုးထားဖို့ရည်ကြီးလာပါတယ်မြန်မာနိုင်ငံမှာတော့လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook ကအရင်ရင်ရေးပါပါတယ်ဒါကြောင့် Facebook page တွေကနေတဆင့်ဖောက်တဲ့တွေရဲ့ မိဂိုနေကိုဖြေချပေးတာ live လင်းပြီးတော့ပစ္စည်းအစ်စ်တွေကိုမိတ်ဆက်ပေးတာ promotion အစီအစဉ်တွေကိုကျင်းပပေးတာတွေကလည်းထီးရောက်တဲ့ဆက်သွယ်ရေးနည်းလမ်းတွေဖြစ်ပါတယ်။ဒါ့အပြင်ဖုန်းနဲ့ဖြစ်ဖြစ် email နဲ့ဖြစ်ဖြစ်ဓာတ်ရိုက်ဆက်သွယ်ပြီးဖောက်တဲ့တွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတာဟာလည်းရည်ရှိတာပါတယ်။အဲ Citymet Holding Company Limited ရဲ့ Facebook page ကိုကြည့်လိုက်ရင်ဖောက်တဲ့တွေကမေးမြန်းမှုတွေကိုချက်ချင်းတုံ့ပြန်ပေးတာတော့ promotion အစီအစဉ်တွေကိုချိန်နဲ့တကြီးကြီး ကြီးညာပေးတဲ့သူတွေ့ရပါတယ်။ဒါအပြင်တချို့စားသောက်ဆိုင်တွေကလည်းသူတို့ရဲ့ Facebook page ကနေတစ်စက် menu အစ်အတွေ့အထူးအစီအစဉ်အစ်တွေကိုမိတ်ဆက်ပေးပြီးပေါ့တဲ့တွေနဲ့ထိတိဆက်ဆက်မှုရရှိအောင်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ personalization တခုချင်းစီအတွက်စိတ်ကြိုက်ဝင်ဆောင်မှုဥပမာပေါ့တဲ့တခုချင်းစီရဲ့လိုအပ်ချက်နဲ့စိတ်ကြိုက်တွေကိုသိရှိပြီးအဲ့ဒီအတိုင်းဝင်ဆောင်မှုပေးနိုင်ဖို့ကြိုးစားရပါမယ်။ဒါဟာပေါ့တဲ့တွေရဲ့နာမည်လေးကိုမှတ်မိတာဥပမာ Starbucks ဆိုနာမည်လေးတွေထိုးပေးတာလို့စသဖြင့်ပေါ့ဗျာ။သူတို့ရဲ့ရခင်ပွဲရီမှုမှတ်တမ်းတွေကိုသိရှိထားတာ သူတို့ရဲ့မွေးနေ့တွေမှာထူးချော်စေပေးတာစတဲ့အသေးပွဲလေးတွေကစအရေးကြီးလာပါတယ်ဒီလိုလှုပ်ချင်းအဖြစ် ဖောက်တယ်တွေကဟိုငါဖောက်တယ်တွေကိုငါကိုတံပိုးထားတယ်ငါကိုလေးထားတယ်လို့ခံစားရစေပြီးကိုယ့်ရဲ့ brand နဲ့ပုံမှန်ရင်းနှီးတဲ့ဆက်ဆက်ရေးကိုလည်းတည်ဆောက်နိုင်ပါတယ်အွန်လိုင်း shopping တွေဆိုရင် ဖောက်တယ်တွေရဲ့ယခင်ဝယ်ယူမှုမှတ်တမ်းတွေကိုအခြေခံထားပြီး သူတို့စိတ်ဝင်စားနိုင်မဲ့ပစ္စည်းလေးတွေကိုအကြံပြုထားပေးတဲ့မျိုးလေးတွေလုံနိုင်ပါတယ်ဥပမာ short dot com တို့ mn တို့ owe fresh တို့မှာဆိုရင်ကိုဝယ်ထားခဲ့တဲ့ပစ္စည်းမျိုးစားတွေနဲ့စင်တူတဲ့ပစ္စည်းလေးတွေဒါလေးတွေရောကြည့်အောင်မလားဆိုပြီး recommend ပေးတဲ့မျိုးတွေ့ရမှာပါဒါအပြင်တချို့ဆိုင်ငယ်လေးတွေဆိုရင်ပုံမှန်ဝယ်နေကြဖောက်တယ်တွေရဲ့နာမည်တွေကိုမှတ်ထားပြီး login တိအောင်ဘာယူမလဲဆိုပြီးတော့နွေးနွေးထွေးထွေးနှုတ်ဆက်တာမျိုးတွေလည်းရှိပါတယ် value beyond transaction အရောင်းဝယ်ထပ်ပို့တော့တန်ဖို့အဲ customer ကိုရောင်းပြီးတာနဲ့ပြီးပြီဆိုတဲ့ relationship ထပ်ပို့တဲ့ value တစ်ခုပေးဖို့လိုအပ်ပါတယ်ဒါမှသာ customer loyalty ရမှာပါဒီမှာ market တွေမှာ member cash ရှိတဲ့သူတွေကိုအထူး short စေပေးတာအိမ်နိုင်ရာရောက်ပို့ဆောင်ပေးတာတွေကရောင်းဝယ်ထပ်ပို့တဲ့တန်ဖိုးကိုပေးတာပါ capital hyper market ocean super center တို့မှာဆိုရင် member တွေအတွက်အသီးသန့် promotion နဲ့ discount တွေပေးနေရှိပါတယ် advantage of the long term customer relationship ရေရှည်ဖောက်တဲ့ဒီဆက်ဆံရေးကိုတိစောက်ချင်းရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲဆိုရဲသိစိတ်ပြီးထပ်ပြီးတော့လေ့လာကြည့်အောင်ဒီလိုအကျိုးကျေးဇူးတွေသိရှိထားခြင်းပဲကိုယ့်ရဲ့လုပ်ငန်းမှာဘာကြောင့်ဒီလိုဆက်ဆံရေးတွေကိုတိစောက်ဖို့အလုံးကိုရေးကြည့်တဲ့ဆိုတာကိုနားလည်သွားစေပါပါဖောက်တဲ့ဦးဤသက်သက်တမ်းတစ်လျှောက်တက်ဖို့ customer lifetime value ဆိုတာကစားဖောက်တဲ့ဖောက်တဲ့ဦးကကိုယ့်ရဲ့လုပ်ငန်းနဲ့ဆက်ဆက်နေတဲ့အကာလပတ်လုံးကို့အတွက်ဘလောက်တန်ဖို့ရှိတယ်ဆိုတာကိုတိုင်းတာတဲ့ခေကဏ္ဍတစ်ခုဖြစ်ပါတယ်။ဖောက်တဲ့တယောက်စီကကိုယ်စီမှာ ကလာချာရှိစာဝယ်ယူအပိလေးတွေ customer lifetime value ပုံများလေးလေးဖြစ်ပါတယ် CRTV များတဲ့ဖောက်တယ်တွေရာကိုယ့်ရဲ့လုပ်ငန်းအတွက်အမျက်ဆုံးပုံပုံရရှိစေပါတယ်ဘာလို့လဲဆိုတော့သူတို့စီကနေပုံမှန်ဝင်ငွေရနေတဲ့အပြင်သူတို့ကကိုယ့်ရဲ့ brand တွေကိုခြားသူတွေစီကိုထပ်ဆင့်ညှိုးပေးနိုင်လို့ပါပဲဥပမာဖောက်တယ်တယောက်စီကပြန်မြန်တလားကိုသသိန်းချက်ပုံဝယ်ယူတယ်ဆိုပါစို့သူဟာပြန်မြန်၅နှစ်ကြာကိုယ့်ရဲ့ဖောက်တယ်ဖြစ်နေမယ်ဆိုရင်သူ့ရဲ့ customer lifetime value က360ဖြစ်ပါတယ် ဒဟန်ဖောင်းတဲ့တရားရဲ့တန်မိုးကိုရေရှိမှမြင်သာစေတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။အဲမာကတ်တင်းစီးရေးကိုရှင်းချစေခြင်းဖောင်းတဲ့တရားပို့ပို့အတွက်ကြောညာတွေ promotion တွေလုပ်ရတာဟာကုန်ကျစရိတ်များပါတယ်။ဒါပေမဲ့ရှိပြီးသားဖောင်းတဲ့တွေကိုထိန်းသိမ်းထားရင်အဲ့ဒီကုန်ကျစရိတ်တွေကိုလည်းရှင်းချနိုင်ပါတယ်။အလုပ်လေဆိုတော့ရှိပီတာဖောက်တယ်တွေကကိုယ့်ရဲ့ brand ကိုလည်းတည်ပီတာဖြစ်ပြီးတော့ထပ်ပြီးတော့ကြော်ညာစရာမလိုတော့ပါဘူး။ သူတို့ကကိုယ့်ရဲ့ကုန်ပစ္စည်းသုံးပုံဝန်ဆောင်မှုကိုယုံကြည်ပြီးသားဖြစ်လို့ထပ်ပြီးစီကြုံးစရာမလိုတော့ပါဘူး။ Harvard Business Review ရဲ့လေးလာမှုတွေအရဖောက်တဲ့အစ်တတယောက်ရှာဖွေဖို့ကုန်ကြစရိတ်ဟာရှိပြီးသားဖောက်တဲ့တယောက်ကိုထိန်းသိမ်းဖို့ကုန်ကြစရိတ်ထက်5000ကနေ25000အထိပိုများနိုင်ပါတယ်။ဒါကြောင့်ရှိပြီးသားဖောက်တဲ့တယောက်ကိုထိန်းသိမ်းထားနိုင်ရင် marketing budget တွေကိုတိတိတတ်တတ်လျှော့ချသွားစေနိုင်မှာဖြစ်ပါတယ်။အဲ positive work of the mom marketing အဲတိစ္ဆာရှိတဲ့ပေါက်တယ်တွေကကိုယ့်ရဲ့ brand တွေကိုအခြားသူတွေစီမှာကောင်းကြောင်ပြောကြမှာပါဒါဟာအကောင်းဆုံး marketing တစ်ခုပါပဲဘာလို့လဲဆိုတော့လူတွေကသူတို့ယုံကြည်တဲ့ငွေချင်းတွေမိသားစုတွေရဲ့အကြံပြုချက်တွေကိုပုံပြီးယုံကြည်ကြလို့ပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆိုရင်လူပြောသူပြောကအရင်ကြည်ကြည်တာပါလေကိုယ့်ရဲ့ပေါက်တယ်ကကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုကောင်းကောင်းပြောရင်ဒါအကောင်းဆုံးကြော်ညာပါပဲမြန်မာလူမျိုးတွေကအချင်းချင်းပါဆက်စကားကိုအရင်ယုံကြည်ကြတယ် ကိုတွေ့ကြုံမှုတဲ့အတွေ့အကြုံကောင်းတွေကိုဝင်မြင်ရတယ်ကိုထိုက်တင်တတ်ကြတယ်ဥပမာကိုစားဘူးတဲ့စားတောင်းဆိုင်ကရမ်းကောင်းတယ်ဆိုတော့တကယ်ချင်းတွေကိုအခမဲ့ညှို့ပေးတာမျိုးကိုဝယ်ဘူးတဲ့ဝယ်စားဆိုင်တွေဝယ်ဆောင်မှုကောင်းတယ်ဆိုရင်မိသားစုဝင်တွေကိုပြောပြတာမျိုးတွေပေါ့ဒါကြောင့်ဖောက်တဲ့တွေရဲ့ကောင်းမွန်တဲ့ဆက်ဆိုင်ရရှိခြင်းအလိုရေးကြည့်တာပါတယ်ကွန်မြူနတီအဗန်တေ့ဖောက်တဲ့တွေနဲ့ခိုင်မာတဲ့ဆက်ဆိုင်ရရှိခြင်းဟာပြိုင်ဘက်တွေထက်ပါလွန်နဲ့အားပါချက်တစ်ခုဖြစ်စေပါတယ်ဈေးကွက်ထဲမှာပြိုင်ဆန်မှုတွေပြင်းထန်လာတဲ့အခါ ဖောက်တဲ့တွေကသူတို့ယုံကြည်ရတဲ့သူတို့နဲ့ဆက်ဆံရေးကောင်းမွန်တဲ့ brand တွေကိုပဲရွေးချယ်ကြပါပါ။သူညီတဲ့ကုန်ပစ္စည်းတို့မဟုတ်ဝန်ဆောင်မှုကိုရောင်းချတဲ့လုပ်ငန်းတွေအများကြီးရှိတဲ့အခါမှာဖောက်တဲ့တွေကဘယ်လုပ်ငန်းကိုရွေးချယ်မလဲဆိုတာသူတို့နဲ့ဘယ်လုပ်ငန်းကပုံမှုကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုတာပေါ်ပေါ်တည်ပါတယ်။အကယ်၍ဆိုင်းနဆိုင်က quality 2ပစ္စည်းတူကိုကြောင်းလဲဆိုရင် customer relationship ကောင်းတဲ့ဆိုင်ကပို့အောင်ရနိုင်ပါလေ။ဘာလို့လဲဆိုတော့ customer ကဝန်ဆောင်မှုကောင်းတဲ့ဆိုင်မှာ ပို့ပြီးစိတ်ချမ်းသာစွာဝယ်ယူလို့ပဲဖြစ်ပါတယ် value feedback တမိုးရှိတော့တုံ့ပြန်ချက်များ customer တွေစီကနေကို product service တွေကိုတိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကြံကောင်းနေရယူနိုင်ပါတယ်ဒီ feedback တွေကနေကိုလုပ်ငန်းတွေအတွက်ဖိုးမဖြတ်နိုင်တဲ့အရာတွေပါ customer တွေပုံမှန်ဝယ်နေမယ်ဆိုရင်ကိုအတွက်ဝင်ဝင်ကိုခံမှန်းလို့ရပါတယ်ဒီလိုခံမှန်းလို့ရတဲ့ဝင်ဝင်ရှိမှသမန်လေပတ်ဖို့အစီအစဉ်ဆွဲရတာပို့အဆင်ပြေမှာပါစီးပွားရေးကြဆင်းချိန်မှာ သစ္စာရှိကာဆမာတွေကြောင့်ကိုယ်ဝိတ္တကံမထိခိုက်နိုင်ပါဘူး။ဈေးပွားအခြေအနေဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့သစ္စာရှိကာဆမာတွေကကိုယ့်စီမှာပဲဆက်ဝင်နေမှာပါ။သစ္စာရှိတဲ့ကာဆမာတွေကကို brand ကိုချမ်းသူတွေကိုထပ်ဆင်ညွှန်ပေးပါလိမ့်မယ်။ဒါဟာအကောင်းဆုံး marketing နည်းလမ်းပဲဖြစ်ပါတယ်။အဲရမစိုးအာသာရရှိသလိုအားနည်းချက်လည်းအနည်းငယ်ရှိစမြဲပါပဲ ရေရှည်ဖောက်တဲ့ဆက်ဆံရေးတည်ဆောက်ခြင်းမှာတတိထားမယ့်အချက်လေးတွေလည်းရှိပါတယ်။ဒါတွေကိုသိထားမှကိုယ့်ရဲ့အားနည်းချက်တွေကိုပြင်ဆင်ပြီးပုံမှန်ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာပါ။ Time and Resource Investment ဖောက်တဲ့တွေနဲ့ဆက်ဆံရေးတည်ဆောက်ဖို့ဆိုတာအချိန်တစ်ခုယူရပါတယ်။ဖောက်တဲ့တွေရဲ့လိုအပ်ချက်တွေကိုနားထောင်ဖို့သူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့သူတို့နဲ့ပုံမှန်ဆက်သွယ်မှုရှိဖို့စတာတွေအတွက် ဝန်ထမ်းအင်အားငွေကြေးစတာတွေရင်းနှီးမြှုပ်နှံရပါတယ်ဥပမာဖောက်သည်တယောက်ရဲ့မေးခွန်းကိုဖြေဖို့မိနစ်20လောက်အချိန်ပေးနေရတာမျိုးဖောက်သည်တွေရဲ့တိုင်ကြားချက်တွေကိုဖြေရှင်းဖို့ဝန်ထမ်းတွေခန့်ထားရတာမျိုးတွေပေါ့ဒါတွေကရေတိုးမှအကျိုးမြတ်ချက်ချင်းမရပေမဲ့ရေရှင်မှတော့အကျိုးရှိစေမယ့်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒီပညာကိုတုံးပြူပြီးဒီခက်ခဲတွေကိုကျော်လွှားနိုင်ပါတယ်ဥပမာ customer relationship management software တို့ကိုအသုံးပြုခြင်းဖြင့်ဖောက်သည်တွေရဲ့ challenge တွေကိုစနစ်တကျစုဆောင်းနိုင်တယ်ဆက်သွယ်ရေးလုပ်ငန်းစဉ်တွေကိုအလုံးလျောက်လုပ်ဆောင်နိုင်တယ် ဥပမာအလိုလျောက်အီးမေးပို့တာမျိုးဒါကြောင့်အချိန်ကုန်တက်တာစေပြီးပုံပုံထိရောက်တဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်ပါတယ်။ Salesforce, Soho CRM, HubSpot CRM စတဲ့ software တွေဟာလုပ်ငန်းအမျိုးအစားအလိုက်ရွေးချယ်အသုံးပြုနိုင်တဲ့ CRM software တွေတကယ်အထူးဖြစ်ပါတယ်။ not all customer are worth and retaining အချို့ပေါက်တဲ့တွေကကိုယ့်ရဲ့ brand နေနဲ့ like ဖန်ဖို့မရှိတာဒါမှမဟုတ်အမြဲတမ်းမကြည်မနှံဖြစ်နေတာအချို့အမြဲတမ်းတောင်းဆိုမှုတွေများနေတာမျိုးတွေရှိနေပါလေအဲ့လိုပေါက်တဲ့တွေနဲ့အခြေကုန်ခံပြီးထိမ့်သိမ့်မှုမစိုးစားနိုင်ပါဘူးဘာလို့လဲဆိုတော့သူတို့ကကိုယ့်ရဲ့လုပ်ငန်းကိုအချို့မပြုတဲ့အပြင်ဝန်ထမ်းတွေရဲ့စိတ်တက်ကိုပါချဆင်းစေနိုင်လို့ပဲဖြစ်ပါတယ်။အချို့ဖောက်တဲ့တွေကဘလောက်ပဲဝန်ဆောင်မှုပေးပေးရှင်းနေမှုမရှိတာမျိုးအမြဲတမ်းအပြစ်ရှာနေတာမျိုးရှိတတ်ပါတယ်။ ဒီလိုဖောက်တဲ့တွေကိုအချင်းကုန်ခံပြီးဆက်ဆက်နေမဲ့ဆာအခြားကျိုးရှိမဲ့ဖောက်တဲ့တွေကိုပဲအာရုံစိုက်နေဖို့ကောင်းပါတယ်အပရီတိုပရီဇမလို့ခေါ်တဲ့ AD20 rule အရကိုယ့်ရဲ့အမြန်ဆုံး80ရာခိုင်နှုန်းကဖောက်တဲ့20ရာခိုင်နှုန်းစီကနေလာတယ်လို့ဆိုပါတယ်။ဒါကြောင့်အဲ့ဒီ20ရာခိုင်နှုန်းကိုအဓိကထားပြီးထိသိမ့်ဖို့ရည်ကြည်တာပါတယ်။ကြံတဲ့80ရာခိုင်နှုန်းမှာလည်းတန်ဖိုးရှိတဲ့ဖောက်တဲ့တွေပါနိုင်ပေမဲ့အမြဲတမ်းပြဿနာရှာနေတဲ့ဖောက်တဲ့တွေကိုတော့အချိန်ပေးပြီးဆက်ဆံဖို့မလိုအပ်ပါဘူး။ ယနေ့မြုံနံမှုအပေါ်အကျိုးမြတ်တိုင်းတရခတ်ခဲ့ခြင်းဖောက်သည်ဆက်ဆံရေးဆိုတိဆောက်ခြင်းအကျိုးကျေးဇူးကိုတိတိကျကျတိုင်းနာဖို့ခတ်ခဲ့နိုင်ပါတယ်ဥပမာဖောက်သည်တယောက်ဟာကိုယ့်ရဲ့ဝန်ဆောင်မှုကောင်းမွန်မှုကြောင့်ပြန်လာဝယ်ယူတာလားဒါမှမဟုတ်အခြားအကြောင်းအရာဥပမာဈေးနှုန်းတက်တာတာလား promotion ရှိတာလားကြောင်းလားစသဖြင့်ခွဲခြားဖို့ခတ်ပါတယ်ဖောက်သည်တယောက်ကကိုယ့်ရဲ့ brand ကိုတငယ်ချင်းတွေကိုညှို့ပေးတယ်ဆိုရင်အဲ့ဒီညှို့ပေးမှုကဘလောက်ထိအကြောင်းတက်လာလဲဆိုတော့ကိုတိတိကျကျတိုင်းတာနိုင်ဖို့ခတ်ခဲလာပါတယ် metric to track ဒါပေမဲ့အချို့တော့ခင်ခင်နန်းတွေကိုတော့တိုင်းတာနိုင်မယ်လေဥပမာ customer retention rate ပေါက်တဲ့ထိန်းသိမ်းမှုနှုန်းဒါရှိပြီးသားပေါက်တဲ့တွေတဲ့ကဘလောက်ရာခိုင်နှုန်းကကိုစီမှာ set လက် where you နေလဲဆိုတာကိုပြတာပါ customer satisfaction score ပေါက်တဲ့ခြင်းနှံ့မှုနှုန်းဒါပေါက်တဲ့တွေကကိုယ့်ရဲ့ company တိုးမဟုတ်ဝန်ဆောင်မှုကိုဘလောက်ကျေနပ်မှုရှိလဲဆိုတာကိုပြပါတယ်။ Net Promote Score NPS ဒါကပေါက်တဲ့တွေကကိုယ့်ရဲ့ brand တွေကိုချမ်းသူတွေကိုညှို့ပေးဖို့ဘလောက်ဆန္ဒရှိတယ်ဆိုတာကိုပြပါတယ်။ ီဂိမ်းကနေတွေကိုတိုင်းနိုင်ခြင်းအပြင်ကိုယ့်ရဲ့ဖောက်သည်ဆက်ဆံရင်ဘလောက်ကောင်းမှုမှုရှိလဲဆိုတော့ကိုချင်းပြည့်သိနိုင်ပါတယ်။ resistant to change ပြောင်းလဲမှုကိုလက်မခံနိုင်ခြင်း customer တွေကကို brand ကိုအရင်လိုပဲနေစေချင်တာမျိုးရှိနိုင်ပါတယ်။ကိုကလုပ်ငန်းတိုးတက်ဖို့အပြောင်းလဲတွေလုပ်တဲ့အခါ customer တွေကလက်မခံတာမျိုးကြုံနိုင်ပါတယ်။ပြောင်းလဲမှုတွေဖြည်းဖြည်းချင်းမိတ်ဆက်ပေးတာဟုတ်တယ်တွေကိုတိပေးပြီးသူတို့ရဲ့အသံအကြံပြုချက်တွေကိုရယူနိုင်တာတွေလုပ်နိုင်ပါတယ်ဥပမာ website design အသစ်ပြောင်းမယ်ဆိုရင် customer တွေကိုအကျိုးတိပေးတာ ်ဟိုသူ့ရဲ့အကြံဉာဏ်တွေကိုမေးမြန်းတာမျိုးလုပ်သင်ပါလေ over reliance on a certain customer ဟုတ်တယ်အနေငယ်ကိုပေါ်မှာပဲအတုံးချုပ်မိခုနေတာမျိုးဖြစ်နိုင်ပါတယ်အဲ့ဒီ customer လည်းမရှိတော့တဲ့အခါကိုယ့်လုပ်ငန်းဒီကိန်းနဲ့ပါလေဖောက်တဲ့အစ်တွေကိုရှာဖို့အမြဲတမ်းစူးစမ်းနေရပါမယ် customer base ဆိုတာကို diversify လုပ်ထားဖို့လည်းရည်ကြီးလာပါတယ်ဖောက်တဲ့တွေနဲ့ဆက်ဆံရေးကောင်းမွန်နေပြီဆိုလေကျင့်တဲ့နေလို့မရပါဘူးအမြဲတမ်း improvement လုပ်နေမှရေရှည်မှ customer တွေကိုယ်စီမှဆက်ရှိနိုင်မှာပါ ကိုယ့်ရဲ့ဝန်ဆောင်မှုကိုအမြဲတမ်းတိုးတက်အောင်လုပ်ဆောင်နိုင်ရပါမယ်။ customer feedback တွေကိုအမြဲနားထောင်ပြီးလိုအပ်တာတွေကိုဖြည့်ဆည်းပေးရပါမယ်။ဖောက်တယ်တွေရဲ့လိုအပ်ချက်တွေကအချိန်နဲ့မျှပြောင်းလဲနေနိုင်ပါတယ်။မင်းကကြိုက်တဲ့အရာတွေကိုဒီနေ့မကြိုက်တော့တာမျိုးလည်းဖြစ်နိုင်တယ်။ဖောက်တယ်တွေရဲ့လိုအပ်ချက်တွေကိုအမြဲတမ်းလေ့လာနေရမှာပါ။ market research လုပ်တာ customer တွေနဲ့စကားပြောတာသူတို့ရဲ့ feedback တွေကိုနားထောင်ရပါမယ်။ ဲအခုအခုဆိုရင်ရေရှည်ဖောက်တဲ့ဆက်ဆံရေးကိုတိစားဖို့အတွက်လက်တွေ့ကြတဲ့မဟာဗျူဟာအနေနဲ့နီးဗျူဟာတွေကိုသိစိတ်ဆွေးနွေးပြီးသွားမှာပါဒီပိုင်းမှာတော့ theory တွေကိုလက်တွေ့ theory တွေမကပဲလက်တွေ့လောက်ဆောင်မဲ့နည်းလမ်းတွေကိုမှဖော်ပြပေးနိုင်မှာပါ customer centric culture ဖောက်တဲ့ကိုဗဟုပြုတော်ယဉ်ကျေးမှုဒါဟာလုပ်ငန်းတစ်ခုလုံးရဲ့ DNA တွေကိုထည့်သွင်းရမယ့်အရာပဲဖြစ်ပါတယ်ဝန်ထမ်းခန့်ဟန့်ခြင်းလေ့ကျင့်ပေးခြင်းစုချင်းမြင့်ခြင်းစားချက်စားတယ်လုပ်ငန်းစဉ်အားလုံးမှာဖောက်တဲ့ကိုဦးစားပေးတဲ့စိတ်ဓာတ်မျိုးရရှိရပါမယ် ဝန်ထမ်းတွေကဖောက်သည်တွေရဲ့လိုအပ်ချက်ကိုနားလည်ပြီးဖြည့်ဆည်းဖို့တာဝန်ရှိတယ်လို့ခန့်ယူရပါမယ်။ဒါဟာဆရွက်ပေါ်မှာချအရေးထားရုံနဲ့မပြီးပါဘူး။ဝန်ထမ်းတွေရဲ့စိတ်ထဲမှာတကယ်ဆွဲဆွဲမြဲမြဲလှုပ်ဆောင်နိုင်ရပါမယ်။ဥမာဝန်ထမ်းတွေကိုဖောက်သည်တွေရဲ့ရှူတော့ကနေတွေးခေါ်တက်အောင်လေ့ကျင့်ပေးတာဖောက်သည်တွေရဲ့တိုင်ကြားချက်တွေကိုအလေးနက်ထားပြီးဖြည့်ရှင်းပေးတာဖောက်သည်တွေကိုဖောင်းမှုစွာဆက်ဆက်နိုင်တဲ့ဝန်ထမ်းတွေကိုစုချင်းမြင့်တဲ့အစားစတဲ့တွေလှုပ်ဆောင်နိုင်ပါလေ။ Leadership Role ကောင်းဆောင်တွေကဒီရည်ကြိမ်မှုကိုရှေ့ဆောင်လမ်းပြုရပါမယ်။သူတို့ကိုယ်တိုင် ဖောက်တယ်တွေနဲ့ဆက်ဆံတဲ့အခါမှာစံမှုနမူနာပြပြုဖြစ်ရပါမယ်။ဥပမာ CEO ကိုယ်တိုင်ကဖောက်တယ်တွေရဲ့တိုင်ကြားစာကိုဖတ်ရှုပြီးတော့တုံ့ပြန်ပေးတာဖောက်တယ်တွေနဲ့တွေ့ဆုံပြီးသူတို့ရဲ့လိုအပ်ချက်တွေကိုနားထောင်ပေးတာနေလောက်ဆောင်နိုင်ပါလေ။ဝန်ထမ်းတွေကိုဖောက်တဲ့ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့သင်တန်းတွေပုံမှန်ပေးရပါမယ်။ဥပမာသင်တန်းတွေကသင်တန်းတွေမှာဖောက်တဲ့တွေရဲ့စိတ်ခံစားချက်ပို့ကိုနားလည်အောင်ဘယ်လိုလုပ်ရမလဲ။ဥပမာဖောက်တဲ့တွေဒေါသထွက်နေဘယ်လိုတုံ့ပြန်မလဲ။ဖောက်တဲ့တွေကိုပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ။ဥပမာပစ္စည်းပစ္စည်းတွေဘယ်လိုလဲလဲပေးရမလဲ ောက်တဲ့တွေနဲ့ဘယ်လိုဆက်ဆံရမလဲဥပမာရေချင်းတဲ့အုံလုံးတွေကိုဘယ်လိုသုံးရမလဲမြန်မာနိုင်ငံမှာဆိုချုပ်ကြောင်းတွေကအဲ strategy fest ဆိုပါတော့သင်တန်းကြောင်းတွေ customer service နဲ့ပတ်သက်တဲ့သင်တန်းတွေတက်ရောက်နိုင်ပါတယ်ဟောက်တဲ့တွေရဲ့အချက်လက်တွေကိုစုဆောင်းပြီးအဲ့ဒီအချက်လက်တွေကိုခြေခံပြီးဖုံးဖြတ်ချက်တွေကိုချမှတ်ရပါမယ်ဒါဟာခံမှန်းပြီးလုံဆောင်တာထက်ပိုမိုတိကျပြီးထိရောက်တဲ့ဆုံးဖြတ်ချက်တွေတချမှတ်စေနိုင်ပါတယ်ဥပမာဟောက်တဲ့တွေ လိုပစ္စည်းတွေအများဆုံးဝယ်ယူလဲဘလို့အချိန်တွေမှာဝယ်ယူမှုအများဆုံးလဲဘလို့ကြုံညာတွေကသူတို့အများသူတို့ကိုအများဆုံးဆွဲဆောင်နိုင်တဲ့စားတဲ့အချက်လက်တွေကိုသိရှိထားကြည့်ပြီးကိုယ့်ရင် marketing မဟာမြူရာလေးကိုပုံမထီအောင်လုံဆောင်နိုင်ပါတယ်။ဟောတဲ့တွေရဲ့အချက်လက်တွေကိုဝယ်ယူမှုမှတ်တမ်း website အသုံးပြုမှုဥပမာဘယ်ဆံမျက်နှာတွေကိုအများဆုံးဝင်ကြည့်လဲဘယ်ပစ္စည်းတွေကိုအများဆုံး share ပွေလဲလူမှုကွန်ရက်အသုံးပြုကိုဥပမာကိုယ့်ရဲ့ Facebook page တွေကို line လုပ်ထားတဲ့အသက်အရွယ်ဂျာမန်ဆေးဝင်စားမှုစစ်တမ်းကောက်ယူမှုစတဲ့ နည်းလမ်းမျိုးစုံကနေစုဆောင်းနိုင်ပါတယ်။အဲ data analysis to Google Analytics Facebook Insight CRM စတဲ့ဓူးတွေကိုအသုံးပြုပြီးတော့ဖောက်သည်တွေရဲ့အချက်လက်တွေကိုခွဲခြားစိတ်ပြန်နိုင်ပါတယ်။ဥပမာ Google Analytics ကိုအသုံးပြုပြီးကိုယ့်ရဲ့ website ကိုဝင်ရောက်ကြည့်ရှုသူအရေးအတွက်သူတို့ကြည့်ရှုတဲ့စာမျက်နှာတွေသူတို့ website တွေကြာမြင့်တဲ့အချိန်စာတန်တွေကိုသိရှိနိုင်ပါတယ်။ Facebook Insight ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ Facebook ကိုလိုက်ထားတဲ့သူတွေရဲ့ demographic data အသက်ကြားမှာနေရက်လိပ်စာသူတို့ရဲ့ engagement like comment share စသတွေကိုသိရှိစေနိုင်ပါတယ်ဥပမာ online show တစ်ခုအနေနဲ့ Bear Product တွေက customer ကြားမှာ popular ဖြစ်လဲသီးမှာနောက်ထပ် Bear Product တွေကိုတင်ရောင်းတင်နဲ့ဆုံးဖြတ်နိုင်မှာပါဥပမာ shop.com မှာ data တွေကိုကြည့်ပြီးတော့ Bear brand တွေ Bear product category တွေကိုရောင်းအောင်ကောင်းသိအောင်လုပ်ပြီးတော့ stock ဖြည့်တာ promotion ပေးတာတွေလုပ်နိုင်ပါတယ်ဖောက်တယ်တွေရဲ့ဖွေကအခုရဲ့ brand နဲ့ဆက်သွယ်ဖို့ဒီလိုမျိုးစုံအသုံးပြုကြပါတယ် ဖုန်း၊အီးမေးလ်၊လူမှုကွန်ရက်၊ဆိုရှယ်မီဒီယာ၊ချက်၊ဝက်ဘ်ဆိုက်၊ application message စတဲ့တွေကနေတဆက်ဆက်သွယ်မှုတွေတုပ်ပြီးတော့ပြုလုပ်နိုင်အောင်စီစဉ်ထားပေးရပါမယ်။ဒါအပြင် ကိုယ်ပိုင် mobile application ရှိရင်လည်း application ကနေ notification ပို့တာမျိုးစသဖြင့်လှောက်ဆောင်နိုင်ပါနဲ့။ channel အားလုံးမှာတူညီတဲ့အတွေ့အကြုံတွေကိုပေးနိုင်ဖို့ရည်ကြီးကြပါလေ။ဖောက်တဲ့တယောက်ကဖုန်းနဲ့စမေးထားတဲ့မေးခွန်းကို Facebook ကနေဆက်မေးတဲ့အခါမှာအစကနေပြန်စားစရာမလိုအောင်စီစဉ်ထားပေးရပါမယ်။ဒါမှဖောက်တဲ့အတွက်အဆင်ပြေချုံးမွတ်တဲ့အတွေ့အကြုံတွေရရှိစေနိုင်ပါပါ။ မြန်မာနိုင်ငံမှာလူအများစုက Facebook ကိုအဓိကဒါအသုံးပြုကြတဲ့အတွက် Facebook Messenger ကနေတစ်ဆင့်ဖုန်းသွယ်ဝင်ဆောင်မှုပေးတာဟာအလွန်ကြီးကြီးလာပါတယ်ဒါအပြင် Viber Telegram စတဲ့ Messaging Application တွေကိုအသုံးပြုပြီးတော့ဖုန်းသွယ်တွေနဲ့ဆက်သွယ်နိုင်ပါတယ်ဘန်တွေအများစုက Facebook Messenger Viber Call Center တွေကနေတစ်ဆင့်ကစားမစားပေးတာတွေတွေ့မြင်နိုင်ပါတယ် Community တိစောက်တာကို brand ပတ်ဝန်းကျင်မှာ community တစ်ခုတည်ဆောက်ပါဒါမှ customer တွေအချင်းချင်း interaction ရှိမှာပါ Facebook group တွေကတစ်ဆင့် ကစမချင်းချင်းဆွေးနွေးတိုင်းမှာအောင်ဖန်ပြီးပေးနိုင်ပါလေဥမာကိုက skin care brand ဆိုရင် skin care နဲ့ပတ်သက်တဲ့ဗဟုသုတတွေ review တွေ share လုပ်ရတဲ့ group မျိုးလည်းတည်ထောင်ပေးနိုင်ပါတယ် customer journey တစ်ခုလုံးမှာ ကောင်းမှုနဲ့ experience ရအောင်လုပ်ဆောင်ပါ customer တယောက်ကို brand နဲ့စတင်တွေ့ရှိတဲ့အချိန်ကနေဝယ်ယူမှုပြီးတဲ့အထိအဆင်ပြေချောမွေ့နေဖို့လိုအပ်ပါတယ် အဲကာဆမာတွေပစ္စည်းဝယ်ယူမှုလက်ကူစေဖို့ website application တွေရဲ့ user interface တွေကိုအသုံးပြုရလွယ်ကူအောင် ပြုလုပ်ပါဥပမာ navigation ကောင်းမွန်အောင် search function တွေကောင်းမွန်အောင် payment option တွေအစုံလင်ထည့်ပေးထားထားအောင်လုပ်ဆောင်ပါဤဇလန် customer service သူကျွန်တော်ပေါ့တဲ့ဝန်ဆောင်မှုပေါ့တဲ့တွေရဲ့မိကုန်းတွေကိုပြဿနာတွေကိုယူဆိုင်နှားထားမှာသူတို့ရဲ့စကားတွေကိုကြားပြတ်မပြောပါနဲ့ သူတို့ပြောတာနေနားလဲကြောင်းခေါင်းထိပ်ပြပါဟုတ်ကဲ့ဟုတ်ပါတယ်စသည်ဖြင့်ပြန်ပြောတာမျိုးလဲလုပ်ပါသူတို့ရဲ့စိတ်ခံစားချက်ကိုနားလဲအောင်ကြိုးစားပါဥမာဖောက်တဲ့ကတယောက်ကမြို့ပစ္စည်းပို့တာနောက်ကျလို့စိတ်တူနေတယ်ဆိုဟုတ်ကဲ့ပါခင်ဗျာကျွန်ကျမနားလဲပါတယ်စိတ်မကောင်းပါဘူးခင်ဗျာစသည်ဖြင့်ပြောပြီးတော့သူရဲ့စိတ်ခံစားချက်တွေကိုအသိမဲ့ပြုပေးပါမြန်မာနိုင်ငံကဖုန်းလိုင်းတွေမှာဆိုရင်ဖောက်သက်တွေကဖုန်းအကြောင်းမေးလေအခါမှာ ဝန်ထမ်းတွေကတေချာနားထောင်ပြီးတော့သူတို့ရဲ့လိုအပ်ချက်တွေကန့်ညီတဲ့ဖုန်းတွေကိုကြံပြုတ်ပေးတာမျိုးတွေတွေ့ရတတ်ပါတယ်။ဥပမာ mobile game တို့ unit တို့စတဲ့ဖုန်းဆိုင်တွေကဝန်ထမ်းတွေရဲ့ customer service training တွေကိုပေးထားပြီးသားဖြစ်တယ်လို့ဟုတ်တယ်တို့ရဲ့မိကိုတွေကိုစိတ်ရှိလက်ရှိနဲ့ပြေချပေးဖို့လေ့ကျင့်ထားပေးရပါတယ်။အာဏာနားလည်မှုဟုတ်တယ်တို့ရဲ့နေရာမှာဝင်ရောက်ခန်းစားကြည့်ပါ။သူတို့ဘာကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေလဲ၊ဘာကြောင့်မကျေနပ်လဲဆိုတာနားလည်အောင်စူးစမ်းပါ။ဥပမာဖောင်းတဲ့တယောက်ကဝယ်ထားတဲ့ပစ္စည်းကချွေရင်းချက်ရှိနေလို့စိတ်ညစ်တယ်ဆိုရင်ကျွန်တော်တို့က ီလိုကြုံရလေစိတ်ညစ်မှာပဲလို့တွေးပြီးသူတို့ရဲ့ခန်းစားချက်တွေကိုနားလေကြောင်ပြသပေးပါကာဆမ်မာတယောက်အွန်လိုင်းကပစ္စည်းမှားတာပစ္စည်းမှားရောက်တယ်ဆိုရင်ဟုတ်ကဲ့ပါအကူအမစိတ်နှောက်ရှက်ပြသွားမယ်ဆိုရင်နားလေပေးနိုင်ပါတယ်ဟုတ်ကဲ့တွေရဲ့မိကုန်းရဲ့ပြဿနာတွေကိုလှိမ့်မယ်ဆိုဖြေရှင်းပေးပါကြာရှည်စွာစောင့်ဆိုင်းခိုင်းတာမျိုးမလုပ်ပါနဲ့အွန်လိုင်းကနေဆက်သွယ်လာတယ်ဆိုရင်အမြင့်ဆုံး reply ပြန်ပေးပါမြန်မာစကားဆိုတာဆိုရင်အချိန်ဒီရွှေဆိုတဲ့ သက်ကပုံရှိပါတယ်ဖောက်တဲ့တွေရဲ့အချင်းကိုတန်ဖိုးထားပါခေါဆန္နာကိုဖုံးစံနဲ့အကြာကြီးဆောင်းဆိုင်ခန်းညာမျိုးတည်းမြင်မြန်ခံပြီးဖြည့်ပေးနိုင်လေကဆမဆာဗစ်ကောင်းတယ်လို့သတ်မှတ်နိုင်ပါတယ်မြန်မာကဆမတွေကဖုံးနဲ့ဆက်သွေးရတာပုံမနှစ်သက်တဲ့အတွက်ဖုံးပြိုတဲ့အခါမှာရေချေးတဲ့တုံးတုံးတွေကိုသုံးပါဟုတ်ကဲ့ပါခင်ဗျာဘာမှကူညီပေးရမလဲအသက်ရွယ်ကြီးတဲ့သူတွေဦးလင်းအန်ဒီစသဖြင့်ရေချေးတဲ့တုံးတုံးတွေကိုပြုပြီးတော့ပြောဆိုဆက်ဆံပါဖောက်တဲ့တွေရဲ့နာမည်တွေကိုမှတ်မိအောင်စူးစမ်းပါ CRN software machine နဲ့စာအုပ်လေးထဲမှာဖြစ်ဖြစ်မှတ်သားထားပါ သူတို့ရဲ့နာမည်တွေကိုခေါ်ပြီးစကားပြောပါဒါဟာရိုးရှင်းပေမဲ့ဖုန်းသက်တွေကိုလေးထက်ထားတယ်ဆိုရင်ပြတ်သားတဲ့နည်းလမ်းတစ်ခုပါမြန်မာပြည်ကနာမည်ခေါ်ပြီးပြောဆိုဆက်ဆံရတာကိုပုံမှန်ညီနေမှုရှိတယ်လို့ခန်းစားပါတယ်ပုံမှန်နာနေကြဖောက်တယ်ဆိုရင်မင်္ဂလာပါမဝင်းဝင်းအာအကိုစိုးတယောက်ဘာတော့ခောက်မလဲစသဖြင့်နာမည်လေးနဲ့နှုတ်ဆက်တာကပို့ပြီးတော့ရင်းနှီးတဲ့ဆက်ဆံရေးကိုဖြစ်စေပါတယ်သူတို့ရဲ့ရခင်ဝယ်ယူမှုမှတ်တမ်းနဲ့သိရှိထားပါ သူတို့ဘာတွေကြိုက်တယ်လဲဘလို့ရောင်တွေဘလို့ဒီဇိုင်းတွေကြိုက်တယ်လဲဆိုတော့ကိုမှတ်သားထားပါဒါမှနောက်တစ်ခါသူတို့လာဝယ်တဲ့အခါမှာသူတို့ကြိုက်နိုင်မဲ့ပစ္စည်းတွေကိုချန်ပြူနိုင်မှာပါအဝတ်စားဆိုင်တွေမှာဆိုရင်ပုံမှန်ဝယ်နေကြဖုတ်တယ်ရဲ့ site တွေကိုမှတ်သားထားတာသူတို့ကြိုက်တဲ့အရောင်တွေမှတ်သားထားတာမျိုးလုပ်နိုင်ပါတယ်ဥမာမအရင်တစ်ခေါက်ကပြန်ရောင်လေးဝယ်သားတယ်နော်ဟမ်အခုအပြပြူရောင်ဒီဇိုင်းတွေဝယ်ထားတဲ့ဆိုတာမျိုးပေါ့ online shop တွေမှာဆိုဒါလေးတွေရောကြာအောင်မလား customer တွေအရင်ကဝယ်ပူတာပစ္စည်းနေတဲ့စင်တူတာလေးတွေ recommend ပေးနိုင်လို့လုပ်နိုင်ပါတယ်ဥမာကိုကအရင်က skin care ပစ္စည်းဝယ်မှုတွေဆိုရင်နောက်ထပ် skin care အစ်စ်တွေကိုဝယ်ဝယ်လာရင်ကိုကပြပေးတာမျိုးပေါ့အဲဖောက်တဲ့ရေဝယ်ယူမှုအပေါ်မူတည်ပြီးတော့အစစ်စစ်တက်ပတ်ပါအစ်စ်မြင့်လေးလေးအထူးခွင့်ရပုံကိုရလေးပါပဲ Google Map မှာ Save Map မှာ Browse Map မှာစသည်ပြီးအစ်စ်တွေခွဲထားပြီးတော့ Google Map တွေကပို့ပြီးအထူး short စေတွေအခမဲ့ဝယ်ဆောင်မှုမျိုးရရှိတာမျိုးပေါ့ ဒါဟာဖောက်တဲ့ဒီကိုပုံပုံဝယ်ယူခြင်းစိတ်များအောင်ဆွဲဆောင်နိုင်တဲ့နည်းလမ်းတစ်ခုပါ CDM ရဲ့ CDM reward ကမှာဆိုရင်အဆင့်တွေခွဲစားပြီးအဆင့်လိုက်ခွင့်ရတွေပေးထားတာပါလေဝယ်ယူမှုတိုင်းအတွက်အမှတ်တွေပေးပါအဲ့ဒီအမှတ်တွေကိုနောက်တစ်ခါဝယ်ယူတဲ့အခါမှာကျော်စေးဖြစ်ပြန်လည်တော့ပြနိုင်ပါလေဒါမှမဟုတ်အမှတ်တွေစုပြီးလက်ဆောင်ပစ္စည်းတွေကိုရွေးတာမျိုးလည်းလုပ်နိုင်ပါလေဒါဟန်ဖောက်တဲ့တွေကိုထက်ကထက်ကပြန်လို့ပြန်လည်ဝယ်ယူခြင်းစိတ်ဖြစ်အောင်လုပ်ပေးတဲ့နည်းလမ်းတစ်ခုဖြစ်ပါလေအဲချင်းချင်းစင်တာတွေရဲ့ GK ကအမှတ်ပေးစနစ်ကိုအသုံးပြုထားပါလေ ဝယ်ယူမှုတိုင်းအတွက်အမှတ်ရတွေရပြီးအဲ့ဒီအမှတ်တွေကနေ discount တွေပြန်ယူလို့ရပါတယ် CD map ရဲ့ CD reward card ကျန်းရှင်းဆရာတရဲ့အခြေကတ်တို့ကမြန်မာပြည်မှာလူ့ဒီများ loyalty program တွေဖြစ်ပါတယ် CD reward card ကဟာဆိုရင်ဝယ်ယူမှုတိုင်းအတွက်အမှတ်တွေရပြီးအဲ့ဒီအမှတ်တွေကနေငွေသားပြန်ထုတ်တာလျှော့ဈေးကျူတာလမ်းဆောင်ပစ္စည်းယူတာစသဖြင့်လုပ်လို့ရပါတယ်အွန်လိုင်းစစ်တမ်းတွေကောက်ယူပါဖောက်တယ်တွေရဲ့ခြေနံမှုမခြေနံမှုစသည်ကိုသိရှိနိုင်ပါတယ်စစ်တမ်းတွေကိုအွန်လိုင်းကနေဖြစ်ဖြစ်ဥပမာ Google Form သုံးပြပြီးစာရွက်နဲ့ဖြစ်ဖြစ်ကောက်ယူနိုင်ပါတယ် မင်းကုန်တွေကိုရှင်းရှင်းလင်းလင်းနဲ့တူတူတုတ်တုတ်ဖြစ်အောင်ဖြေပါမိပါဖောက်တယ်တွေအချိန်ပေးအများကြီးပေးစရာမလိုအစီအစဉ်ပါဆာဖစ်ပြီးသွားတဲ့ Google Form လေးပို့ပြီးတော့ feedback တောင်းခံနိုင်ပါတယ် website မှာ email မှာတုံ့ပြန်ချက်ပေးနိုင်တဲ့ form တွေကိုထည့်သွင်းပါဖောက်တယ်အနေနဲ့အလဲတကူတုံ့ပြန်ချက်ပေးရအောင်အစီအစဉ်မှာ website ရဲ့ contest as page မှာ feedback form ထည့်ပေးတာမျိုးပေါ့မှာလူမှုကွန်ရက်တွေမှာကိုယ့်ရဲ့ brand အနေနဲ့ပတ်သက်ပြီးဘာတွေပြောနေကြလဲဆိုတာကိုစောင့်ကြည့်ပါကိုယ့်ရဲ့ Facebook page မှာဖောက်တယ်ကဘာတွေ comment ပေးထားလဲဘာတွေ share ထားလဲဆိုတော့ပုံမှန်စစ်ဆေးပါ ဒါမှဖောက်တယ်ရဲ့လိုအပ်ချက်တွေကိုသိရှိပြီးထိုင်ပြီးတုတ်ပြန်နိုင်မှာပါချုပ်ကဆမာတွေကကို brand တွေကို tag လုပ်ပဲပြောတယ်မျိုးလရှိတဲ့အတွက်ကို brand တွေကို keyword အနေနဲ့ search လုပ်ပြီး monitor လုပ်နိုင်ပါတယ် graphic full banner တို့က customer တွေကို deliver ပြီးတိုင်းပြီးပြတောင်းလို့ရှိတယ်သူတို့ application မှာ rating ပေးလို့ရတယ်စနစ်ပါပြီးဖောက်တယ်တွေကအစားတောက်အရေးတွေပို့ဆောင်မှုများလာတဲ့အခဲဖြတ်ပေးနိုင်ပါတယ်ဟုတ်တယ်တွေ့တယ်ကြိုးဆိုတဲ့ email ပို့ပါကိုယ့်ရဲ့ brand အကြောင်းမိတ်ဆက်ပေးတာအထူး short စေ welcome discount ပေးတာမျိုးတွေလုပ်ပါ order update မာယီမှုအခြေအနေတို့တိပေးခြင်းပစ္စည်းမာယီမှုအခြေအနေကိုတိပေးပါပစ္စည်းလက်ခံရရှိခြင်းပစ္စည်းပို့နေကြောင်းပစ္စည်းပဲရောင်းနေပြီဆိုတော့ email တော်ပေါ် assessment ကနေတဆင့်အကြောင်းကြားပေးပါဒါဟာဖောက်တယ်တွေအတွက်စိုးရိမ်ပုံမှန်မှုကိုရှင်းချပေးပြီးရောက်ခြင်းမှုကိုတိုးပါစေပါနဲ့ online shop မှာပစ္စည်းမာယီ order convert ဖြစ်ကြောင်း email assessment ပေးပို့တာပစ္စည်း delivery ထွက်လေထွက်လေထွက်ကြောင်းပယ်နေရောင်းမယ်ဆိုတဲ့ကြောင် notification ပေးတာပေါ့ဗျာပေါ်တယ်တွေကစိတ်ဝင်စားနိုင်မဲ့ပစ္စည်းတွေကိုဂျန်ပြူပါသူတို့ရခင်ဝယ်ယူမှုမှတ်တမ်းတွေကိုချေခံပြီးအဂျန်ပြူချက်တွေကို ပေးနိုင်ပါတယ်ဥမာဖောက်တဲ့အစ်တစ်ယောက်ကအရင်ကအားကစားပစ္စည်းပွဲပူတယ်ဆိုရင်နောက်ထပ်အားကစားဝတ်စုံအစ်တစ်တွေထွက်ရှိတာတွေကမှချောင်းကြပြီးတာမဟုတ်ပါဗျာဘန်ဒရီက customer တွေရဲ့ cut expire date မတိုင်ခင်လားအနေငယ်ချိုးပြီးချောင်းကြလေးရှိပါတယ်ဒါမှ customer တွေကအသေးလျှောက်ဖို့အတွက်ချိန်ရမှာပါ customer တွေကိုမမြုံလေးထားတဲ့လက်ဆောင်လေးတွေပေးတဲ့မျိုးလုပ်ပါဒါဟာ customer တွေကိုပျော်ရွှင်စေပြီးကို brand တွေကိုပို့ပြီးတော့တတိယစေပါတယ် online shop တွေမှာဆိုရင်ပစ္စည်းမှယူထားတဲ့ customer တွေကိုအမှတ်တရလက်ဆောင်သေးသေးလေးတွေထည့်ပေးတဲ့မျိုးပါဥပမာ ပဲပတ်ဆိုင်မှမယ်ဆိုရင်တောင်းကြိတ်လေးတွေလက်ဆောင်ပေးတာမျိုးအဝတ်စားမှမယ်ဆိုရင်ဆက်စပ်တွေလေးတွေထည့်ပေးတာမျိုးပေါ့ဗျာဝန်ထမ်းတွေကို customer program တွေကိုကိုယ်တိုင်ဖြည့်ရှင်းတဲ့အခွင့်အာဏာပေးပါဒါမှ customer တွေရဲ့ပြဿနာတွေကိုမြင်မြန်ဆန်ဆန်ဖြည့်ရှင်းနိုင်ပါပါဝန်ထမ်းတွေကိုဝန်ထမ်းတွေကို customer တွေကိုရောချိတ်ပေးဖို့အာ discount ပေးဖို့ပစ္စည်းပြန်လဲပေးဖို့စတဲ့လောက်ပန်ခွင့်တွေပေးထားတာဥပမာ customer တိောက်ပစ္စည်းမှားတာမှားသွားလို့ပြန်လဲကြည့်တယ်ဆိုရင်ဝန်ထမ်းက manager ကိုပြန်ပေးစီရမလို့ပဲချက်ချင်းလဲပေးနိုင်တာမျိုးပေါ့ ကစမန် complaint တွေကို professional ဆက်ဆံဖြေရှင်းမှာကစမန်တွေက complaint တက်လာတာဆိုသူတို့မှာအခက်အခဲတစ်ခုခုရှိလို့ပါအဲ့ဒီအခက်အခဲကိုကူညီဖြေရှင်းပေးဖို့အတွက်တာဝန်ရှိပါတယ်ကစမန်တယောက်က complaint တက်လာရင်စိတ်ရှိရှိနဲ့နားထောင်မှာတောင်းမှာမှာအပြန်ဆုံးဖြေရှင်းမှာနောက်ထပ်ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုဆုံးဆောင်မယ်ဆိုတာကိုရှင်းပြပါဥပမာကစားမတယောက်ကစားတော့မှလာကြာကြီးဆောင်းလိုက်ရလို့ complaint တက်တာဆိုဟုတ်ကဲ့ပါအကူအမရေဒီခုလို့ ောင့်ကြည့်အဆောင်လိုက်ရတဲ့အတွက်တောင်းပန်ပါတယ်နောက်တစ်ခါထားမျိုးမဖြစ်အောင် delivery service တွေကိုတည်ချံ improve လုပ်မယ်စသည်လို့ဖြစ်ပါတယ်ကဲအဲမိတ်ဆွေတို့အနေနဲ့အခုလောက်ဆိုရင်တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တော်တော်များများသိသွားလောက်မယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်စီစဉ်ဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါခင်ဗျာ